ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မန္တလေးဘက်ကနေကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ထိန်းချုပ်နယ်မြေအတွင်းကိုတဲလာတဲ့တရုတ်ငွေအတုယွမ်တန်းတဲ့ခြေပြီးကိုလောဗန်မာလာပထမအပတ်မှာတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်6ရက်နေ့ကမန္တလေးနေပြည်တော်ဘက်ကနေတက်လာတဲ့အုပ်စုကမြမချက်ငွေအတုနဲ့တရုတ်ယွမ်ငွေအတုတွေနဲ့ပေါ့နော်အဲ့ဒါတွေကိုသူတို့တဲလာတယ်လို့သတင်းရတယ် KIA အုပ်ချုပ်တဲ့နယ်မြေဖြစ်တဲ့ မိုင်းဂျိုင်ယန်နဲ့မိုင်းဝင်းကြီးဘက်မှာပြီးတော့လိုင်ဇာဒီဘက်မှာပစ္စည်းတစ်ခုခုဝယ်ဖို့အတွက်ပေါ့မိုင်းဂျိုင်ယန်မှာဒီကောင်တွေကိုဖမ်းမိတဲ့အချိန်မှာယွမ်ငွေ7သိန်းကိုစစ်တဲ့အချိန်မှာ6သိန်းကအတုဖြစ်နေတယ်လို့ကချင်စည်ရေးသတင်းအရင်းတွေကပြောပြထားပါတယ်ဒီလိုမျိုးငွေအတုတွေ KIA ထိန်းချုပ်တဲ့နိုင်ငံအပင်းကိုတဲလာတာဟာ KIO KIA အဖွဲ့အစည်းကိုနာမည်ပြတ်အောင်လုပ်ဖို့စေအုပ်စုဘက်ကသမင်းတကာကိုစီစဉ်တာဖြစ်ကြောင်း၎င်းကတုံ့တက်ထားပါတယ်။ကချင်းတရင်းရင်းတွေတို့ကတင်းရတဲ့ငွေတွေရဲ့ပုံတွေကိုလူမှုကွင်းရဲ့ပုံမှာဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ အဲ့ဒီလိုဖော်ပြရမှာငွေအတုတွေဟာစေကောင်စီတက်နဲ့တရုတ်တထေးတွေပူးပေါင်းပြီးတော့ထုတ်တယ်လို့ယူဆကြောင်းကိုလည်းဖော်ပြထားတာတွေ့ရပါတယ်ဒီလိုငွေအတုတွေဖမ်းမိတာကြောင့်လိုင်ဇာဌာနချုပ်အပါအဝင် KIU KIA ထိန်းချုပ်နယ်မြေတွေမှာတရုတ်ငွေအစ်စ်တွေမြန်မာငွေအစ်စ်တွေကိုလက်မခံဖို့စော်အော်ထားတာတွေလည်းရှိပါတယ်ရွမ်းငွေအတုဖမ်းမိတဲ့တရင်နယ်ပတ်သက်ပြီးတော့ KIU KIA တရင်နယ်ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကိုဆက်သွယ်ပြီးတော့မေးမြန်းထားဆဲဖြစ်ပါတယ်စေကောင်စီဟာစီရေးရအထိနာနေတဲ့အချိန်မှာ တိုင်းရင်းသားတပ်ဖွဲ့တွေကိုငွေရစေးဝါးအွန်လိုင်းလိမ်လည်လုပ်ငန်းစတာတွေနဲ့စွပ်စွဲတာတွေပြုလုပ်နေပြီးတော့ဒီလိုလှုပ်ဆောင်တာဟာစစ်ခွေးအုပ်စုကတိုင်းရင်းသားတပ်ဖွဲ့တွေကိုနာမည်ပြက်အောင်နိုင်ငံရေးအရအားနိုင်အောင်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေါ်လာရင်းအင်အားစုတွေကတုံ့ပြန်ထားကြောင်းပြတင်းရရှိပါတယ်ခင်ဗျာ